နောက်တစ်ခုထူချတာကမြို့လေအဝိုင်းမှာမဟာမိတ်အလံတွေကိုဖြုတ်ထားတော့အခုမြန်မာနိုင်ငံအတော်အလံပဲရှိတော့ပါလေခင်ဗျာနော်အခုလေဒီ April 22ရက်နေ့ဒီပေါ့နော်ဒီမနေ့ထိပေါ့လာရှိုးမျိုးအဲအခြေအနေရပေါ့နော်ဘယ်လိုပုံစံမျိုးရှိနေဘယ်လိုလဲပတ်နေလဲခင်ဗျအဲဒီနေ့ကြီးဆိုတော့တာမန်စီရောက်သေးဝယ်သွားလာရင်ညတော့ပုံမှန်ပဲဒါပေမဲ့မြို့ထဲမှာတော့ဒီတရုတ်ဘက်ကလာတဲ့တိတ်ရှိချင်းနဲ့စောင့်ကြည့်ခွေတော့ မနေ့ကစပြီးတော့အဲ့ကလေးပဲပြည်ကြည့်နေရတွေ့ရတယ်ဟုတ်တက်ဆောင်ကပြန်ဝင်လာပြီးတော့မယ်သူ့ဘက်ကဖွဲ့ရုံတွေ့ရအောင်ဟုတ်ဆိုတော့လေတရုတ်ဘက်ကနေဒီစောင့်ကြည့်ရဖွဲ့ကလှဲ့လေစောင့်ကြည့်နေဆိုတော့သူတို့ကဘယ်လိုပုံစံမျိုးနဲ့ပေါ့နော်အာလှဲ့လေစောင့်ကြည့်နေရလဲခင်ဗျအာမနေ့ကဈေးဘက်မှာတွေ့ခဲ့တဲ့အချိန်ကြီးကဆိုတော့သူတို့ဖွဲ့ကဒီရှင်းနန်းပေါ့နော်လုံခြုံရေးပါတဲ့အထူးဖွဲ့ရဲ့သူတို့အထူးလုံခြုံရေးဖွဲ့လို့ထင်ရတယ်အမေရောက်ဝတ်ဆောင်နေပေါ့နော် နောက်စစ်စိမ်းရဝတ်ဆောင်ဝတ်ထားတဲ့အဖွဲ့ကနောက်ထပ်ကားတစ်စီးရဲ့အဲ့လိုဒီအထူးဖွဲ့တွေပါတဲ့ကားဆယ်စီးလောက်နဲ့ဈေးဘက်မှာတက်စီပြီးတော့နေတွေ့ပြီးကျင်းတန်းပေါ့နော်ကားမှာလည်းဒီအထူးဆောင်ကြီးလေးလိုက်အပြည့်ခန့်ရစေအထူးဆောင်ကြီးလေးလိုက်အဖွဲ့ဆိုရင်စာတန်းဒီကတ်တာတွေ့ရအဲအဲ့ဟာနဲ့ဈေးဘက်လည်းတွားနေတော့ဒီရက်ွက်တက်ဘက်မှာလည်းနောက်ပတ်သုံးဘက်လည်းတွားနေတွေ့ရတယ်ဟုတ် ဲ့ဒီအဖွဲ့ကလှဲ့လေသွားလာနေတယ်ဆိုတော့လေဒီလာရှုမျိုးပေါ်မှာဆိုရင်လက်ရှိအုပ်ချုပ်ရေးဘိုင်းဘုံပေါ့နော်အာဘသူတွေကဆက်လက်တာဝန်ယူနေရလဲဆက်တာဝန်ယူနေရရှိတယ်ခင်ဗျာအောက်အုံချုပ်ရေးဘာအခုဘသူတာဝန်ယူမှတော့မသိတော့ဘူး။အဲလိုမျိုးနယ်အုံချုပ်ရေးရောက်အုံချုပ်ရေးရုံးနေတယ်အကုန်ပိတ်သွားပြီ။အကုန်ပိတ်ထားရပေါ့နော်။ဟုတ်ကဲ့။တာမန်ထောက်ခံစာလိုမျိုးလူမချင်တော့သူတို့ကရုံးနေအကုန်ပိတ်ထားလို့ဘူးလူတွေကဘာမှလူလို့မရအောင်ဟုတ်။ဘာမှမရှိတော့နော်။ ဒီလာရှုမြို့ကကိုကန့်တက်ကဆုတ်သွားပြီးရဲ့နောက်ပိုင်းမှာဗောနော်ဒီအစိုးရကငါပြောရဲမှာလဲပါတယ်ဗောဒီအုတ်ချိုအေးပိုင်းဂျုံနေရာလဲပိတ်ထားတယ်ဆိုတော့လေတချို့အိမ်နေရာဆိုအဲ့လိုဖောက်ထွင်းမှုတွေလဲရှိတယ်ဆိုပြီးတော့ဗီဒီယိုဖိုင်တက်လာတော့အဲ့ဒီအခြေအနေရောဟုတ်လားဗျဘယ်လိုပုံစံမျိုးဖြစ်နေလဲဗျအဲ့ဒါလဲဟုတ်တယ်ဒါပေမဲ့စိုးစိုးဝါးရောမဟုတ်ပါဘူးဖောက်ထွင်းမှုတွေကတော့ဖြစ်နေတာဟုတ်တယ်ဒီအခုတော့အဲ့ဒီတက်ပေါ်ရောအကြောင်းနေရဲတော့မှာ ။ဒီရင်ပစ္စည်းတွေကိုလူရဆက်ပြီးဝင်ပြီးအကုန်ယူနေကြ။အဲ့လိုမျိုးတွေပေါ့။ National Tank တို့ပဲဆိုရင်လည်းရခိုင်ကဖွင့်ထားခေတ္တကားတွေဖွင့်နေရမှာပဲ။ပြင်မတူမှမြူဝင်မြူကြတဲ့ပစ္စည်းတွေကအခုတော့ဝင်ပြီးယူနေကြ။သူကလည်းအဲတချို့ကကြတော့နေကန်တွေယူနေလို့ပြောမှမကြိုက်ပါနဲ့။အဲနေကန်တွေပဲယူနေကြပါ။ ကျွန်တော်တို့လေအခုဒီလာရှိုးမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတရုတ်ထူးကိုယ်စားလှယ်အဖွဲ့ပေါ့နော်သူကဒီလာရှိုးမျိုးကိုရောက်နေတဲ့လာရှိုးမျိုးမှာဒီစင်နကောင်ဆိုတဲ့ဒီဟိုတယ်မှာပေါ့နော်သူတို့ဒီသုံးဝင်ဆိုင်ပေါ့ဆက်ကဆာအောင်ပါမယ်ကိုကန့်တယ်လည်းပါမယ်ပေါ့ဒီအဓိကတော့တရုတ်ကဂျာဝန်ဆစ်ဆက်ပြီးတော့ပေါ့နော်ဆွေးနွေးမယ်လို့ကြားရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဒေတာကန်တွေကဘာတွေများကြားသိထားတာရှိလဲခင်ဗျအဲ့တော့စင်နကောင်မှာတော့ ့ဟိုငယ်ဆွေးနွေးမှုတွေကြရတယ်ဟုတ်တယ်ပြီးတော့စင်နကောင်မှာအခုတို့အဲ့ဒီအဖွဲ့ကြီးရှိနေကြတယ်အဲ့ဒီစင်နကောင်ကပတ်လည်တော့ဝိုင်းဟိုတယ်ကတော့ဝိုင်းဘယ်သူမှဖြတ်တန်းသွားတော့ကမရှိဘူးပြန်ချာတော့ရောက်ရှိပြီဟုတ်သူစားရောက်တဲ့နေ့ကလေးပဲဒီနေ့လေးဆိုအစည်းအဝေးကလုံးမယ်ဆိုတော့လေဒေသခံတွေအနေနဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဗာမြန်တိထားတာတွေနဲ့ရှိတယ်ခင်ဗျတိမပါတိရလို့မရှိကြပါဘူးဒေသခံတွေကဘယ်သူလဲအဲ့ဒီအစည်းအဝေးနဲ့ပတ်သက်ပြီးဘာဖြစ်လာမလဲဆိုတော့စောင့်ကြည့်နေရပြီးတော့တည်နာဆွနေရတဲ့အခြေအနေမှာပါပဲ 2021ရက်လေးလ2025မဆိုင်ရတော့ဖွင့်နေတော့မှမအပောက်ကွဲတန်တချို့ကြားရတယ်ဆိုပြီးတော့တရင်ချို့ပါလဲတက်တယ်ပေါ့နော်ပြီးတော့ဒီမျိုးထဲမှာဆိုလဲ MND အလံတွေကိုစက္ကဆာလူတွေကအဲ့လိုလိုက်ဖြုတ်တယ်လို့လဲတွေ့ရတယ်ဆိုတော့လေအဲ့အဲ့ချင်းတွေကဟုတ်ပါလားဘယ်လိုပုံစံမျိုးရှိလဲအမ်မနီးအပောက်ကွဲတန်ချို့ကြားရဆိုတော့ဟုတ်တော့တယ် အားလုံးကမနေ့ကနှစ်လောက်တော့ကြားလိုက်တယ်။ဒါပေမဲ့နားလည်းတော့မသိဘူးပေါ့နော်။အာညပိုင်းညပိုင်း9နာရီလောက်ကဖြစ်မယ်ခင်ဗျ။ဒီမနက်ကတော့မြို့လေအဝိုင်းမှာရှိတဲ့ကိုကအလန်ကြီးကိုဖြုတ်သွားတယ်လို့ပြောတယ်ဟုတ်။ဘယ်ဘက်ကဖြုတ်လဲတော့မသိချောက်ဘောနော်။ဘာလို့ဆိုတော့အဖြုတ်နေတဲ့လူရဲ့ပုံစံနဲ့အရဝင်းနဲ့ယူယူသားမလူတွေပုံစံနဲ့လူတွေပဲဆိုတော့လေ။ဟုတ်ဘယ်ကရှုပ်လဲဒါပေမဲ့ညမအလန်ပဲခြံပြီးတော့ အကူကအလန်ဖြုတ်သွားတယ်ဆိုတော့ဟုတ်ပါတယ်ဟုတ်။အိုးလက်ရှိမျိုးထဲမှာဆိုရောဒီကိုကတ်ဘက်ကရဲဒီဒီစကပစဘက်ကလူတွေရောဒီတွေ့သေးလားဗျရှိသေးလားဗျ။အော်ကိုကတ်ဘက်ကရဲရောတွေ့သေးတယ်စကပစဘက်ကလူတော့မတွေ့ရသေးဘူးဟုတ်။လာရှိုးမျိုးပေါ်ဆက်နေရက်ကကနေကိုကန်ကပြန်ဆုတ်လိုက်တယ်ဆိုတော့လေဒီဘဲပတ်တီစီသူကဆုတ်ကြလဲပေါ့နော်ကျွန်တော်ဟိုလာရှိုးကနေသွားမယ်ဆိုဘာမှမဆိုတိတ်တိအာ AD တရာဘတ်ပေါ့နော်ဒီပြီးတော့နမ်မတူ အာလာရှိုးကြဒီအီနိုင်းသားတွေပါလေရှိတော့လေကိုကန့်ဘယ်ဘက်ကြီးစုတ်သွားတာလဲဗျာကိုကန့်ကဒီ AD တရာကိုကြော်ရင်သူကတင်ခရိုင်လို့တုံ့တွင်းလာတော့ AD ရဲ့ဟိုကတင်ခရိုင်ကြီးစုတ်သွားတာဒီတိန်ကြီးကထွက်ဆုံးပေါ့နော်အဲ့လိုစုတ်သွားတဲ့ခါမှာလေကျွန်တော်ဒီလာရှိုးကနေပေါ့ပစ္စည်းတွေတည်သွားတယ်လို့လဲကြားရတယ်ပေါ့နော်ဥပမာဒီစေးရုံသုံးပစ္စည်းတွေစီပင်တွေရေကားတွေဒီမြည့်ရထားခေါင်းတွေအစဟိုတည်သွားရလို့ကြားရတယ်ပေါ့နော်မျိုးကန်နေနေရောအဲ့ဒီအချိန်နဲ့ပတ်သက်ပြီးဗာမြန်တိထားလဲခင်ဗျာ အမ်စေလုံးပစ္စည်းတွေဝယ်ရတယ်ဟုတ်တယ်သူတို့တင်ပါတယ်သူတို့အခုစိတ်တိတ် နေမှာဆက်ပြီးတော့စေအစေုံဖွင့်ပြီးတော့ဗောနော်ဒီရလူနာတွေအသိနေလာခဲ့ဦးသူတို့ကခေါ်ရတာဗောနော်ခေါ်တော့ဆိုဒီလမ်းနိုင်လာဗောမလမ်းနိုင်တော့လည်းနေခဲ့ဖို့ဒီလိုသဘောပါအဲစေလုံးပစ္စည်းအကုန်လုံးကားနေယူသွားရတယ်ဟုတ်တယ်အချို့မြို့တွေကဒီအဲသူတို့အုံမြို့တွေ စီမံကိန်းတွေလဲစပစ္စည်းတွေဆင်းရောပစ္စည်းပိုင်းလူတော့ဆိုတယ်ဟုတ်တယ်အဲမြို့ကနေတော့တွဲသူတို့လေးဒီမှာကျန်နေခဲ့ဥမာဖြစ်တဲ့အတွက်လူတွေကဒီမှာရှိနေကြတယ်နော်အဲ့တော့တို့ရတဲ့လူမသွားသေးချင်ဘူးအမှန်တော့လူသွားကိစ္စနဲ့ပတ်သက်လို့တို့လည်းဘာမှလည်းပြောလို့မရတော့လေတို့ရတဲ့လူမသွားသေးချင်ကြတော့အဲ့လိုပေါ့ဒါပေမဲ့လူသွားတော့လည်းတူတူပဲကြည့်နေကြရပါမယ်ဘာဆေးရုံကတော့ယာယီပိတ်ထားတော့ဗောလေနော်ဆေးရုံတော့ယာယီပိတ်ထားတယ်ဘုံနားလည်းမရှိတော့ ဆိုတော့လေဒီ last show မှာပေါ့နော်အခုဒီကိုကန်တက်ကပြန်ဆုတ်သွားပြီးစကားစကားပတ်ကလည်းပြန်ဝင်လာတော့မယ်ဆိုတော့လေအဲ့ဒီပုံပေါ်မျိုးခံလေးကဘယ်လိုမျိုးအမြင်လာရှိတယ်အဲပြီးတော့သူတို့ရဲ့စိုးရင်ချက်ကတော့ဘယ်လိုမျိုးရှိလဲဗျာဒီကတော့အဲသူတို့အဖွဲ့ကိုးကြောင်းမှာတင်းတင်းငယ်ငယ်ဖြစ်ပါမလားပေါ့ဒါမျိုးကိုစိုးရိမ်တာပေါ့နော်ဒီမျိုးကလေးရဲ့အားလုံးရဲ့စိုးရိမ်မှုကလည်းဒီတင်းတင်းငယ်ငယ်ဆက်ရှိနေချင်တာပေါ့အခုရောင်းဝယ်ဖောက်ကောင်းမှုကလည်းပြန်ကောင်းလာစားလိဖြစ်နေတယ် အစည်းအဝေးပြန်လာလုပ်တဲ့လူတွေကလည်းအဲ့ဒီခုမရောက်တာကိုဗာမြန်ပြောင်းလိုက်ပြောင်းမလဲပေါ့ဒီလိုဆိုရင်တော့ကတွေကတော့ဒီကတော့အဲ့လိုနေမှုထိုင်မှုရတ္တိနဲ့ပတ်သက်တဲ့ဆိုရင်တော့ကပေါ့နော်လာရှိုးမျိုးကပေါ့နော်ကိုကန့်ကပြန်ဆုတ်သွားတယ်ဆက်ကဆအုပ်ချုပ်ရေးကပြန်ဝင်လာမယ်ဆိုတော့ဒီအချင်းချင်းနဲ့ပတ်သက်ပြီးတော့လေမြို့ကန်နေနေရှင်းရှင်းလင်းလင်းလင်းဘာတွေကိုတိထားလဲရှင်းရှင်းလင်းလင်းဘာတွေကိုမတိထားတာရှိလဲခင်ဗျ။ဘန်တိုင်းမြို့ကတော့မြို့ကန်နေနေဘာမှမရှင်းရှင်းလင်းလင်းမတိရတလူကတော့ ဒီမျိုးကအားလုံးကအဲဒီတော့အဲတည်င်းထွက်ခါပြီးဆိုမှ အော်ဒီလိုဖြစ်ပြီလားဆိုပြီးတော့သိရတဲ့အခြေအနေပါပဲဟုတ်လူထဲမှာမဖြစ်တော့မရေလို့ရှင်းရှင်းလင်းလင်းသိတော့အောင်ပြတ်သားတဲ့အခြေအနေပေးထားလို့မရှိပါဘူးတရုတ်ကောင်စစ်ဝင်ယုံလို့ဟာမျိုးတွေပေါ့လေပူတွဲပြီးတော့ဖွင့်လိုက်မယ်ဆိုပြီးတည်င်းတွေလည်းကြားနေတယ်အဲ့နဲ့ပတ်သက်မျိုးကန်တွေနေရောဘာတွေများသိထားရှိလဲခင်ဗျအဲ့ဟာလည်းပတ်သက်လို့မျိုးကန်တွေကိုပြောနေရတာတော့သူကအဲ့ယုံကဖွင့်မယ်လို့တည်င်းထွက်နေရတာဟုတ်တယ် ဒါပေမဲ့ဘယ်နေရာဖွင့်မယ်ဆိုတာတော့အခုဒီမမြင်ရအောင်ပြောရရင်ဒီမှာတော့မှအဲကိုကအဲဂျုံဂျုံဆိုင်ရာနေရာပေါ့နော်အဲ့လိုမျိုးမျိုးတို့ကအတိအကျကြီးပေါ့နေရာတစ်ခုတည်းတက်တက်မမကြီးအဲ့လိုထားမထားအောင်အဲ့ဒါကြောင့်မို့ကောင်းစိတ်ဝင်အောင်ဖွင့်နေတယ်တို့ကပေါ်တင်ကြီးတော့ဖွင့်မယ်ဟန်မတူဘူးပေါ့နော်ပေါ်တင်ဆိုဟိုလိုပေါ့ကြီးကြီးကျယ်ကျယ်ဆန်းဆန်းပါးပါးကြီးအဲ့လိုကြီးလူလေကောင်မှာတော့လာဖွင့်မယ်ဟန်မတူဘူးလို့ပြောနေကြတယ်ပေါ့နော်လုံးဂျုံပြီးတော့ဟိုတိုးဝက်တက်တနေရာဖွင့်ကြလိမ့်မယ်လို့ ထင်ကြီးပေးကြရတယ်ပေါ့နော်အဲလိုဆိုသူတို့ကလည်းအလုံးဒီချိန်နေနေဆိုလို့ရှိရင်အလုံးကြုံရင်းကောင်းတဲ့နေရာပဲဖွင့်ကြမှာပေါ့နော်ဒီလာရှိုးမျိုးရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လေဒီတရုတ်ရဲ့ဂျာဝင်ဆစ်ဆက်ပေးမှုအပေါ်ဒီမျိုးကလေးတွေနဲ့ဘယ်လိုမျိုးသဘောထားမှတ်ချက်ပေးမလဲခင်ဗျာပေါ့နော်ဘယ်လိုရှိရပေါ့ဟုတ်တရုတ်ရဲ့ဂျာဝင်ဆစ်ဆက်ပေးမှုနေတဲ့ဆိုတော့တရုတ်ကအမ်လူတွေဒီစီးဘာတွေတဲမှာပြောနေကြတဲ့သဘောအရပေါ့နော်ဒါနောက်ဆုံးတော့အဲတရုတ်ရဲ့ တီယူရဲ့ဂျိုးခိုင်မှုကိုခံရရတဲ့သဘောပဲဆိုတော့အပြောမျိုးတော့အများဆုံးကြားရတာပေါ့နော်ဒါပေမဲ့ဆက်ပြီးတော့အဲဓာတ်ရှုမဲ့စာကစီးပွားရေးမျိုးလို့ဖြစ်နေတာဟုတ်နော်ဖြစ်နေတဲ့အခါကျတော့အာဒီလိုတီယူရဲ့ဂျိုးခိုင်မှုခံရတဲ့ပုံမှာတီယူရဲ့ဂျိုးခိုင်မှုအောက်မှာရောက်သွားတဲ့လူတွေကခံစားရတာပေါ့နော်အစားအပြီးတော့သူတို့ကဒီတီယူချိုးကင်မှုတော့သဘောမကျလာချင်အောင်ပေါ့နော်ဒါပေမဲ့လည်းဒီတီယူချိုးကင်မှုချိန်နေအောင်မှာပဲ တည်ငြိမ်မယ်ဆိုတဲ့အခြေအနေမျိုးဖြစ်နေတော့သူတို့ကဒီလိုဆိုရင်လည်းစိုးတော့ပါအောင်ဆိုရဲအတွေ့အကြုံလည်းဖြစ်ပြကြပြန်နေပေါ့နော်ဒရီဟာဖြစ်နေအောင်ချိန်နေရတော့ဟုတ်ဒရီဟာဖြစ်ရနေပဲသူတို့ကပြုတ်တော့ခိုင်မှုသဘောမကျဘူးမဲ့ဒီလောက်မှတော့အဲဒီအခြေအနေတည်ငြိမ်ခဲ့တော့အားလုံးရဲ့တည်နိုင်ကောင်းပါလေဆိုရဲအတွေ့အကြုံလည်းသူတို့စောင့်ကြည့်နေကြရပါ中国共产党万岁！ဒီမျိုးကနေနေလဲရဒီချင်းနေပေါ်ပေါ့နော်။ဘာတွေပြင်ဆင်ပြီးတော့နေထိုင်နေကြလဲဗျ။ တချို့ရတော့အစကလေးတို့ original အထုတ်တစ်ခါထုတ်ထားပြီးတာနောက်တစ်ခါဆင်ပြန်ပြန်သွားတော့မယ်ဆိုပြီးတော့အခုလည်းတို့ကအဲ့အခြေအနေပြန်ဖြစ်ဦးမလားဆိုတဲ့အနေအထားနဲ့အသက်ဆောင်နေကြရပဲလေဆုံးတာတခုခုလွဲမှားခဲ့ရင်အားလုံးကရချင်းချီတီပြန်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုနဲ့ထိန်းနှံမှုနဲ့တော့ဆောင်နေကြရပါဘူးကျွန်တော်တို့ဒီ last show မျိုး MND တိမ့်ပိုက်တော့ဟောဒီအုတ်ချုပ်တဲ့ကလာဟောဒီဒီစစ်ကောင်ကြီးကဒီဘုံမကြာခဏကျဲတယ်ပေါ့ဆိုတော့အဲ့ဒီအပျက်စီးတိအခြေအနေကြီးအောင်ဘယ်လိုပုံစံမျိုးရှိနေလဲဗျ last show မျိုးပါလေ အဲ့အပြည့်စည်တွေကအရင်ကြီးမတဲ့အပြည့်စည်တချို့ကို MND ဘက်ကရှင်းထားတယ်။မှန်ပေမဲ့အားလုံးရှင်းထားတာမဟုတ်ပါဘူး။မျိုးရမျိုးမျိုးတွေကအပြည့်စည်တွေအားလုံးကဒီအပြည့်စည်တိုင်းပါပဲ။အဲ့မိုက်တွေလည်းလက်ထိတ်ဒီမှာအကုန်မိုက်ပုံကြီးနဲ့ဒီတိုင်းမှာပဲခြုံပြီးပဲခြုံရပိတ်ပေါင်းနေအားလုံးလည်းတောထားနေတဲ့အခြေအနေတွေပါပဲ။မျိုးကတော့တန်ရှင်းတဲ့ရမှုကတော့မရှိပါဘူး။ဒီတိုင်းပါပဲ။အဲ့ဒီမျိုးတွေတော့လာလောက်ရှာနေလို့ကဒါ အခုနောက်ပိုင်းနည်းနည်းတိုင်ရှင်းလာတယ်လို့ပြောပါပေါ့နော်ချက်ချင်းတိုင်းမှာလည်းဒိုင်းထိတ်လေးအကုန်လုံးမှာတော့ရခင်ကအမိုက်ပုံမရှိတဲ့နေရာမှာအကုန်အမိုက်ပုံကြီးနဲ့မြို့ကတော့တစ်မျိုးလုံးအမိုက်ပုံလိုပဲဆိုတော့လေဒီလာရှိုးမြို့သိမ်းတိုက်ပွဲပြုလုပ်တော့ကပေါ့နော်ဒီအာမြို့ကန်တွေဒေသကန်တွေအနေနဲ့ပေါ့ထိခိုက်ဆုံးရှုံးမှုတွေကဘယ်လိုပုံစံမျိုးအထိရှိခဲ့တာရှိလဲဗျထိခိုက်ဆုံးရှုံးမှုဘယ်လိုပုံစံမျိုးလဲဆိုအိမ်လုံးချုပ်ဆုံးရှုံးတဲ့ပုံစံမျိုးတွေပါရှိခဲ့ဟုတ် အဲဒီကတော့ဗောနော်လေးဘုံကျဲတဲ့အချိန်မှာတိုက်ပွဲပြီးတိုက်ပွဲဖြစ်ပြီးနည်းနည်းကြတော့ဒီဘုံကျဲတဲ့အချိန်မှာဒီအဆောက်အဦကြီးရဲ့ဘေးမှာရှိတဲ့တာမန်အင်ငယ်လေးဗောနော်ဒီမြို့မှာအင်ငယ်လေးလည်းများရဲ့ရွက်ခွက်ထဲကအဲ့အင်ငယ်လေးဆိုဒီဘုံကျပြီးတဲ့နောက်မှာအိတ်တိုင်းအောင်ရှာမရတော့ပစ္စည်းအောင်ရှာမရတော့တော့အောင်အားလုံးပျောက်သွားတဲ့အိတ်ကြီးရှိပါတယ်အဲ့ဘယ်အတွင်းမှာမိကျန်ခဲ့မိသားစုပေါ့နော်ဒီမြို့ထဲမှာကျန်ခဲ့မယ်ဆိုပြီးနေခဲ့ပြီးတော့အခုဒီ လူတွေပြန်ရှာများအဲအလောင်းလေးပြန်ရှာများရဲ့အခြေအနေမျိုးပေါ့နော်ဒီလိုမျိုးနေရှိပါရဲ့